ဒီ7အနေနဲ့အလား copy paste ကပ်ပြီးအကြောင်းကို share လုပ်ပေးသွားမှာဖြစ်ပါတယ်အဲသူကဗာလဲဆိုရင်ညီမတို့ကဟလား file နေ document နေအဲပြီးလို့ရှိရင် picture အဟောဖိုတိုတွေဗီဒီယို file တွေပေါ့နော်အစသဖြင့်ပေါ့နော်ကိုလိုချင်တဲ့ file တွေကိုနေရာရွှေ့မယ်ဒါမှမဟုတ် copy ပွားမှာလာပေါ့နော်အဲ့လိုမျိုးအမားတို့ကလိုချင်တဲ့အခါမှာ copy paste ကပ်ပြီးဝင်မှာတော့တုံးနေပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အမားက အခုပထမဆုံးအနေနဲ့အမကော်ပီလုပ်မယ်ပေါ့နော်ဟုတ်ပြီဒီဖိုင်လေးကိုအမက right click နေပြီးတော့ copy လုပ်လိုက်တယ် copy လုပ်လိုက်တယ်ဟုတ်ပြီ copy လုပ်ပြီပြီဆိုရင်အမက desktop ရဲ့အဲ့ဒါကြိုက်တဲ့နေရာမှာဒီ desktop ပေါ်မှာပဲ copy ထားခြင်းနဲ့ဒီပေါ်မှာ right click နေလိုက်တယ် copy လုပ်လိုက်တယ် paste လုပ်လိုက်တယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်အမကဟာလာသူ့ကိုအမကနာမည်ပေးခြင်းနဲ့ဆိုရင် right click rename နဲ့နာမည်ပေးလိုက်မယ်အဲနာမည်ပေးတာအရင်ဗီဒီယိုတွေမှာပြောခဲ့ပြီးတာနော် အဲ့ဒါပြီးပြီဆိုလို့ရှိရင်ဟုတ်ပြီအမကနောက်တစ်ခုပေါ့နော်ဒါကိုတစ်ခါထပ်ပြီး copy ကူးမယ် right click နှိပ်လိုက်တယ်အဲအမကဒီ star ဆိုတဲ့ဒီ folder လေးကိုအမက copy ကူးလိုက်တယ် right click နှိပ်လိုက်တယ်ပြီးလို့ရှိရင် copy ပြီးပြီးအမကဒီထဲမှာ this pc ရဲ့အမက picture ထဲမှာသွားထည့်မယ်ပေါ့နော်ဒီ picture ထဲမှာသွားထားမယ်ဒါဆိုလို့ရှိရင်ကိုထားမယ် file နဲ့ကြောင်ရွေးပေးရတယ်ပေါ့နော်ကိုကဘယ်မှာအဲ့ location ကဘယ်မှာထားမှာလဲကိုထားချင်တဲ့ location နဲ့မှာတော်ပြီးတော့ရွေးပေးမယ်ပြီး right click နှိပ်လိုက်တယ်ပြီးလို့ရှိရင်မှာတော့ paste နှိပ်လိုက်တယ် ဟုတ်ပြီဒါကြမှာတော့ copy ကူးတာ copy ကူးတဲ့အတွက်သူ့ရဲ့မူရင်းကမူရင်းဖိုင်ကကြံခဲ့မယ်ပေါ့နော်ဒီတကဟုတ်ပြီဒါဆိုရင်အမကနောက်တစ်ခုပေါ့နော်နောက်တစ်ခုကကြတော့အမကသူ့ကိုနာမည်တခြားနာမည်တစ်ခုပေးလိုက်မယ်ပေါ့နော်အော် folder အစ်တစ်ခုစောက်လိုက်မယ်ပေါ့အဲ view လေးကနေပြီး sorry new လေးကနေပြီးတော့ folder အစ်တစ်စောက်လိုက်မယ်သူ့ကိုအမကအဲနာမည်တစ်ခုပေးလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်အမကဟာလာရှိမှတင်ခဲ့ပြီးသားသူ့ကို right click property တွေကနေပြီးတော့သူ့ရဲ့ icon လေးကိုအမကတစ်ချက်ချိန်လိုက်မယ်ပေါ့နော် ကိုကြိုက်တဲ့ဟာတစ်ခုခုချိန်နိုင်မယ်ပေါ့နော်ဒါလေးချိန်နိုင်မယ်အပြီးအာ okay လုပ်လိုက်မယ်ဟုတ်ပြီဒါဆိုရင်ဒီတခါကျရင်အမကအဲကတ်လုတ်ချင်တယ်ပေါ့နော်ကတ်လုတ်ချင်တယ်ဆိုလို့ရှိရင်ကိုကတ်လုတ်ချင်တဲ့ဖိုရာပေါ်မှာ right click နှိပ်လိုက်တယ်ပြီးရင်ကတ်လုတ်လိုက်တယ်ဟုတ်ပြီကတ်လုတ်လိုက်တယ်ပြီးလို့ရှိရင်ဆွမ်းနာတဲ့အတိုင်းပဲအမကဒီမှာ file ကြောင်းရွေးမယ်ကိုဘယ်ထဲမှာတင်ကျင်တာလဲကိုကိုတင်ကျင်တဲ့ location ရွေးမယ်ရွေးပြီးပြီးပစ်ချထဲမှာတင်မှာမို့ပစ်ချကိုရွေးလိုက်တယ်ပြီးလို့ရှိရင် right click နှိပ်လိုက်တယ်ပြီးရင်အမကပေးလုတ်လိုက်တယ်ပေါ့နော် အမပြောချင်တာကဒါကကျတော့ကတ်လောက်တာကတ်လောက်တယ်ဆိုတာသူကနေရာကိုရွှေ့လိုက်တာတနေရာနေတနေရာကိုရွှေ့တာ copy ကကျတော့သူကပွားတာပေါ့နော်သူရဲ့မူလဖိုင်ကို copy ပွားတာကတ်ကကျတော့မူလဖိုင်ကိုရွှေ့လိုက်တာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဟုတ်ပြီအမတော့ဒါဆိုလို့ရှိရင်အမတို့ကအဲဆောနာတော့ကဒီအဲဒီဖိုင်လေးပေါ့နော်အဲဒီထဲမှာဘယ်ထဲမှာထည့်လိုက်လဲဆိုတော့ဒီ picture ထဲမှာပေါ့နော် picture SPC တဲ့ကအမတို့ဒီ picture ထဲမှာထည့်လိုက်တယ်အဲ့ picture ထဲမှာဆောနာဒီ folder လေးပေါ့နော်အဲ့ folder ထဲမှာမအမကဒီမှာအပြင်မှာထွက်နေတဲ့ပုံလေးကိုအမကထည့်မယ်ပေါ့နော်ဟုတ်ပြီထည့်မယ်ဆိုလို့ရှိရင်အမကဒီပုံလေးကိုဒီထဲမှာသွားပြီးတော့အမကကတ်လုပ်ပြီးနေရာရွှေ့ပြီးထည့်ခြင်းနေဒါမှမဟုတ် copy လုပ်ပြီးထည့်ခြင်းနေ copy ကူးခြင်းနေဆိုလို့ရှိရင်အမတို့ကဟလာ shortcut key သုံးလို့ရတယ်ဘာလဲဆိုလို့ရှိရင်အမတို့က right click copy နဲ့မသွားဘဲနဲ့ shortcut key သုံးလို့ရတယ် keyboard ကနေပြီးအမတို့က control နဲ့ c နဲ့တွဲနေလို့ရတယ်ပေါ့နော် ာပြီနော်ကွန်ထရိုးနဲ့စီနဲ့တွဲတွဲနေလို့ရတယ် copy paste ကပ်ပေးရာသူကတွဲရက်ပဲ copy လောက်ထားတယ်ဆိုရင်သူကထားရမယ်ပေးဆိုတာထားတာ copy ဆိုတာကပွားတာပေါ့နော် copy paste ကပ်ပေးရာသူကတွဲရက်ဟာပြီနော်ကွန်ထရိုး C ကွန်ထရိုး V ကွန်ထရိုး H ကွန်ထရိုး V ကတွဲရက်ပေါ့နော်ဒါဆိုရင်အမကဆွမ်းနာတုံးက အလားဒီပုံလေးကိုအမ copy ကူးခြင်းနဲ့ right click copy နဲ့မသွားဘဲနဲ့ကိုကူးခြင်းနဲ့ကပုံလေးကို left click တစ်ချက်ပေးလိုက်တယ်ပြီးရင် keyboard ကနေပြီးတော့ control နဲ့စီနဲ့နှိပ်လိုက်တယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်အမကတော့ကိုကိုထားမဲ့ file ကိုဖွင့်လိုက်တယ်ပြီးလို့ရှိရင် paste လုပ်မှာမို့လို့အတွက် right click ဆိုပြီးအမက page နဲ့မသွားဘဲနဲ့ shortcut key keyboard ကနေပြီးတော့ control နဲ့ h နဲ့ control နဲ့ v နဲ့ကိုအမကတွဲနှိပ်လိုက်တယ်ပေါ့နော် ဟုတ်ပြီဒါဆိုလို့ရှိရင်အမတော့ဆန္ဒတော်ပုံလေးရောက်လာရဟုတ်ပြီဒီမှာဆိုပုံကဒီမှာဘာပုံလဲဆိုတော့ကောမသိရဘူးဆိုရင်ဒီဘက်ညာဘက်တောင်မှဒီဘေးနားလေးမှာဟလာကိုကဒီမှာဖြူးသွားပြီးတော့အဲပြန်ပြီးတော့ဖြူးပြန်ဖြူးပြန်ချိန်လို့ရတယ်ပေါ့နော်ဒီဘက်ကဒါလေးကိုတစ်ချက်နှဲလန်းလို့ရတယ်ဒါဆိုရင်အမတော့ဒီဖြူးတိုင်းမြင်မယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီကနေပြီးတော့အပေါ်အတက်ကနေနဲ့သွားလို့ရတယ်ဒီမှာဆိုလို့ရှိရင်အမတို့ဘာရှိလဲဆိုတော့ကြတော့ အဲဒီမှာဆိုရင် view ရှိတယ်ပေါ့နော်အဲ့ view တက်တဲ့မှာအမားတို့ကဒီမှာသွားပြီးတော့ဟလာသူ့ရဲ့ view တွေကိုသွားပြန်သွားပြန်ပြင်လို့ရတယ်ဒီမှာ extra lash icon လား lash icon လား medium လား small လား list လားအဲပြီးရင် detail လားပေါ့နော်သူကအဲဒီကတော့သူကဒီ extra ဒီကတော့သူက icon နေနဲ့ပဲပြရတယ်ပေါ့နော်သူကဘာမှမပြောဘူး list ဆိုလို့ရှိရင်သူဘာပြလဲအဲ list ကလည်းဘာမှမပြဘူး detail detail မှာじゃသူဘာပြလဲဆိုတော့သူက ဒီဒီ modify date တွေပါပြတယ်ဗောနော်ဒီပုံကိုထည့်လိုက်တဲ့ date တွေဒီမှာဆိုလို့ရှိရင်သူ့ရဲ့နာရီတွေအလားပြီးလို့ရှိရင်သူ့ရဲ့ဒီမှာ fine type တွေပြတယ်ဗောနော်ပြီးလို့ရှိရင် fine size တွေပါပြတယ်ဗောဒီဒီကတော့သူ့ရဲ့အာဟောဗောနော်သူ့ရဲ့ fine type တွေ fine size တွေပြီးရင် date modify တွေကိုကြည့်လို့ရတယ်ဗောနော်ဒီမှာဆိုလို့ရှိရင်တိုင်းတိုင်းကကြတော့တော့ဒီလိုမျိုး jpeg နဲ့သူက storage ပဲသူ့ရဲ့သူ့ရဲ့ mega ဟောဗောနော်သူ့ရဲ့ဘယ်လိုပြောမလဲအဲသူ့ရဲ့ mega byte ကိုပဲပြတယ်ဗောနော် အဲပြီးလို့ရှိရင်ဒီ content content မှာじゃလဲသူကအဲ့လိုပဲသူကじゃတော့ content မှာじゃဘာပြလဲဆိုလို့ရှိရင်တိုက်သူ့ရဲ့ JS ပေါ်ပေါ့နော်ဒီ fine တိုက်ပြတယ်ပေါ့နော် fine ကဘယ်လိုမျိုးတိုက်လဲ JPEG လာအဲပြီးလို့ရှိရင် document လာအဲသူကအဲ့လိုမျိုးပြတယ်ပေါ့နော်ပြီးလို့ရှိရင် dimension ပြတယ်ပေါ့နော်ဒီပုံမှာဆိုသူ့ရဲ့ dimension ဘယ်လောက်လဲဆိုအလျားက880အနံက432ပြီးဒီမှာသူ့ရဲ့ fine size ပြတယ်ပေါ့နော် fine size ပြတယ်ဒါကတော့အဲကိုဘယ်လိုနေထားမှာထားခြင်းလဲဆိုတာကိုယ့်အကူရွေးလို့ရတယ်ပေါ့နော် မှုန်မှားတော့မတို့က less အငုံထားရတယ်ပေါ့နော်ကိုကတကယ်လို့ဒီဒီသိချင်တယ်ဆိုတော့ဒီမှာသွားပြီးတော့ view တွေပြင်ပြလို့ရတယ်ပေါ့နော်ဟောပြီးဒါတော့အမကဟလာဆက်ဆက်ပြီးတော့ပြောပြပေးတာ ဟုတ်ပြီဒါဆိုလို့ရှိရင်အမကကော်ပီကူးလိုက်တယ်ဟုတ်ပြီဒီတခါကျရင်အမကကတ်လုံမယ်ပေါ့နော်ဒီပုံလေးကိုအမကကတ်လုံလိုက်တယ်ကော်ပီကူးတယ်ဆိုသူ့ရဲ့ original ပုံကကြံခဲ့တယ်ကတ်လုံတယ်ဆိုရင်သူ့ရဲ့ original ကမကြံခဲ့ဘူးအမကဒီပုံလေးကိုကတ်လုံချင်တယ်ဆိုလို့ရှိရင် shortcut key ပါလဲဆိုရင် keyboard ကနေပြီးတော့ဒါနိုင်မလဲဆိုရင်ကတ်လုံမှာဆိုတော့ control နဲ့ h နဲ့ကိုတွဲပြီးတော့နိုင်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒါဆိုလို့ရှိရင်အမတို့က ကိုဒိုနေ H နဲ့ကိုအလားကိုကို copy ကိုရွေနေပုံကိုလက်ကလစ်တစ်ချက်ပေးပြီးဆက်လက်မှတ်လိုက်တယ်ပြီးလို့ရှိရင် keyboard ကနေ control နဲ့ H ကိုနှိပ်လိုက်တယ်ပြီးရင်ကိုထားမဲ့ file ကိုဖွင့်မယ်ပြီးရင် paste ဆိုတဲ့အတွက် right click ပြီးနေမသွားဘဲနဲ့ control key နဲ့သွားလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါကတော့အမားတို့ကကလာ cut လုပ်လိုက်တယ်ဆိုရင်သူ့ရဲ့ original ကမကျန်ခဲ့ဘူး copy ဆိုရင်သူ့ရဲ့ original ကျန်ခဲ့မယ်ပေါ့ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အမားတို့က ဟုတ်ပြီဒါဆိုလို့ရှိရင်အမကဒီတခါကြာရင်အမကဒီလိုဒဘုံချင်းစီကိုမကူဘူးပေါ့နော်အဲဒဘုံချင်းစီကို copy paste ကပ်ပြီးမလုပ်ခွင့်နဲ့အမကဟာလား အဲကိုလိုချင်တဲ့ပုံတွေကိုရွေးပြီးတော့ copy paste ကပ်ပြီးလုပ်မှာ copy ကတော့မလုပ်တော့အမကနေရရွှေ့လိုက်မှာပေါ့နော်ဒါဆိုလို့ရှိရင်အမတို့ကကိုလိုချင်တဲ့ပုံတွေကိုတစ်ခုတစ်ခုတက်ပို့ပြီးတော့ဆက်လက်မှတ်ချင်တယ်ဆိုကွန်ထရိုးဖြီးပြီးတော့မှာပထမအောင်ဆုံးတပုံကိုမှတ်လိုက်တယ်ပြီးရင် keyboard ကနေပြီးတော့ control key ကိုနှိပ်ထားတယ်ပြီးလို့ရှိရင်ဒီမှာကိုလိုချင်တဲ့ဟာတွေကိုကိုကရွေးပြီးတော့မှတ်လို့ရတယ်ပေါ့နော်ကိုပဲပုံကိုလိုချင်တာလဲကိုလိုချင်တဲ့ပုံတွေရွေးပြီးတော့မှတ်လို့ရတယ်ပြီးလို့ရှိရင်ကိုကကတ်လုံမှာဆိုတော့အမတို့က ဒီမှာဆိုလို့ရှိရင်ဒီကနေပြီးတော့အခုဆက်လက်ရှင်ဝင်နေတဲ့ပုံပေါ်မှာကြိုက်တဲ့ဘဲပုံမှာမျိုးဆိုသွားပြီးတော့ right click နှိပ်လိုက်တယ် ပြီးလို့ရှိရင်မတော့ကတ်လောက်လိုက်တယ်ဒါမှမဟုတ်ဆိုရင် keyboard ကနေ control h ကိုနှိပ်လို့ရတယ်ပြီးလို့ရှိရင်မတို့ကကိုထားမဲ့ file ကိုဖွင့်လိုက်တယ်ပြီးလို့ရှိရင် right click နှိပ်လိုက်တယ် paste လောက်လိုက်တယ်ဒါမှမဟုတ်ဆိုလို့ရှိရင် keyboard ကနေပြီးတော့ control v နှိပ်လို့ရတယ်ဟုတ်ပြီနော် copy paste ကပ်ပြီးအဲပြီးလို့ရှိရင် control c control v ကွန်အဲ control h control v အဲတို့ကတွဲရရပေါ့နော်ဒါကတော့မတို့ကနေရာရွှေ့ရနေရာရွှေ့တဲ့အခါမှာသူကဘာလဲဆိုရင်သူကတခုချင်းစီကိုရွှေ့တာမဟုတ်ဘူးကိုလိုချင်တဲ့ဟာတွေကိုရွေးပြီးတော့ရွှေ့ချင်နေဆိုရင် keyboard ကနေ sorry ရွေး အဲရွေးပြီးတော့ရွှေ့ကျင်တယ်ဆိုလို့ရှိရင်ကီးဘုတ်မှာကွန်ထရိုးကီးကိုဖိထားပထမဆုံးအနေနဲ့တစ်ခုကိုအရင်ကူးလိုက်တယ်အဲတစ်ခုကိုအရင်ဆလာမတ်လိုက်တယ်ပြီးရင်ကီးဘုတ်ကနေပြီးကွန်ထရိုးကီးကိုဖိထားပြီးတော့ကိုလိုချင်တဲ့အားတွေကိုဒီလိုမျိုးရွေးမှတ်လို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တစ်ခုချင်းစီမှတ်တယ်ဆိုရင်တော့တစ်ခုချင်းစီပဲရမယ်ပေါ့နော်အမပြောချင်တာပါလဲဆိုရင်လို့ရှိရင်တစ်ခုတစ်ခုတက်ပုံပြီးတော့ရွေးပြီးတော့ဆလာမတ်ချင်တယ်ဆိုရင်ကွန်ထရိုးကိုဖိပြီးတော့အမတို့ကဒီလိုမျိုးရွေးပြီးတော့ဆလာမတ်လို့ရတယ်ပေါ့နော် ကြတော့မတော်ကကွန်ထိုးကွန်ထိုးပြီးပြီးတော့ကိုလိုချင်တဲ့ဟာတွေကိုတပြိုင်တည်းဆက်လက်မှတ်တာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကဇက်တိုက်မှတ်ချင်တယ်ပေါ့နော်ဒီ star ကနေပြီးတော့အမကဒီ ठी ကိုဇက်တိုက် copy ကူးချင်တယ်ပေါ့နော် copy ကူးချင်တယ်ဒါမှမဟုတ်ကတ်လုတ်ချင်တယ်ဆိုလို့ရှိရင်နဲ့အမတော့ပထမအဦးဆုံးနေနဲ့အစပထမအဦးဆုံးပုံတစ်ခုကိုတစ်ချက်ပုံပဲဖြစ်ဖြစ်ပေါ့နော်ဖူတာပဲဖြစ်ဖြစ်ပထမအဦးဆုံးကိုကိုစမဲ့ဟာပေါ့နော်ကိုစမဲ့ file ကိုတဲ့အမတို့ကဟလာတစ်ချက်လက်ကလစ်ပေးပြီးတော့ဆက်လက်မှတ်လိုက်တယ်ပြီးလို့ရှိရင် keyboard ကနေပြီးတော့ shift ကို fill လိုက်တယ် shift ကို fill ပြီးဆိုရင်ကိုကဘယ်ဒီသွားချင်တာလဲဒီဒီသွားချင်တယ်ဆိုဒီကိုတစ်ချက်စာမဲ့ဆုံးမဲ့ကိုသူကပေးလိုက်ပေါ့နော်အဲစာမဲ့ဆုံးမဲ့ file ကိုသူကပေးလိုက်တယ်ပြီးလို့ရှိရင်မှာအမားတို့က copy paste ကပ်ပေးလုပ်လို့ရမယ်ပေါ့နော်ဟောပြီးပြန်ပြောမယ်နော်အမားတို့က control အာကွန်ထိုးနဲ့ဖီလာကတော့တစ်ခုတစ်ခုထပ်ပို့ပြီးတော့ဆက်လက်မှတ်ခြင်းလေဆိုလို့ရှိရင်ကွန်ထိုးကိုဖီပြီးတော့ဆက်လက်မှတ်လို့ရတယ်ကွန်ထိုးကိုဖီကွန်ထိုးကိုဖီပြီးတော့ဆက်လက်မှတ်လို့ရတယ်အဲ့ဒီဆက်လက်မှတ်ပြီးဆိုရင် copy paste ပြီးကိုတပြိုင်တည်းဖိုင်မျိုးကိုလုပ်လို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အမားတို့ကဟုတ်ပြီကိုကဒီလိုမျိုးရွေးပြီးတော့မမှတ်ဖန်နဲ့တခါရဲ့ဇက်တိုက်ဇက်တိုက်ကိုကမှတ်ခြင်းလေဆိုလို့ရှိရင်เนาะအမားတို့ကပထမဆုံးစမှတ် တခုကို file တခုကိုကလစ်လိုက်တယ်ပြီးလို့ရှိရင် shift ကို keyboard ကနေပြီး shift ကိုပြီးလိုက်တယ်ပြီးလို့ရှိရင်အမားတို့ကဟာလာကိုယ့်ရဲ့ဆုံးမတ်ကိုတစ်ချက်ကလစ်ပေးလိုက်တယ်ပြီးတော့ကြာမှာကိုယ့်ဘာကို copy backup ပေးလုပ်ပေါ့နော်အဲ့ဒါကတော့ဒီနေ့တော့အမားကဟာလာ file လေးကိုဘယ်လိုမျိုး copy backup ပေးလုပ်လဲဆိုတာကို share လုပ်ပေးခဲ့တာဖြစ်ပါတယ်ဟာလာအဲ knowledge တခုရမယ်လို့ညောင်းနေပါတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်